လောကမှာသစ္စာဟာအစွမ်းတကူအမတ္တမထက်တယ်လူတွေကသစ္စာဆိုတာအမတ္တမနဲကြတကယ်ကိုယ့်အကူသစ္စာဆုံးပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လုံးကြည့်ပေါ့နော်တခါတည်းနဲ့တော့ရချင်မှရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့သစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ် မှန်မှန်ကန်ကန်လဲဆိုရမယ်စိတ်ဆွမ်းအားတွေအလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်။အဲဒီမှာတစ္ဆာဆိုပုံဆိုနည်းကတစ္ဆာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လဲတစ္ဆာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးမှတ်နဲ့ပတ်သက်တဲ့တစ္ဆာဆိုပုံကိုယရဏတို့ကနေယူပြီးတော့နတ်နှခင်းမှာတစ္ဆာဆိုနိုင်အောင်လို့သင်္ခါရလေးတွေဒီမှာထည့်သွင်းတာ ဒါမနဲ့မိုးတော့အိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေပဲနော်အလုပ်သွားပြီတခုခုလုပ်ငန်းကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလို့တစ္ဆာလေးဆိုဖို့လို့တစ္ဆာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပါအကုန်ပါရှိနေယံကိစီဝိတံဣဒဝါဟူရံဝါတကေတုဝါယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတိနာ ဣရံပိဗုဒ္ဓေရတနံပဏိတံဣတိနသစ္ဆေနသောတိဟောတုဣဒံပိဓမ္မေရတနံပဏိတံဣတိနသစ္ဆေနသောတိဟောတုဣဒံပိတံငေရတနံပဏိတံဣတိနသစ္ဆေနသောတိဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးရသစ္စာဆုံးပုံလေးကိုကြည့်ပမာလိုအသေးပဲကလည်းရှင်းရှင်းပဲယံကိစီဝိတံဣဒဝါဟူတော်တက္ကိတုဝါ ယံရတနာပဏိတံဒီလိုဆိုလို့အဲ့တော့ယံကင်စီဝိတ္တလောကမှာနှစ်သက်เสียကောင်းလာတဲ့ပစ္စည်းဥစ္စာတွေဒီလူပြေမှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောနော်နတ်ပြေတွေမှာရှိတဲ့အရာတွေရောလောကမှာယရနာတွေဟာကဘာမှာရှိတယ်ယံကင်စီဆိုရှိသမျှယရနာတွေအလုံးအနှစ်သာရယရနာတွေအလုံး နန္ဒောသမံအဋ္ဌိတထာတိနာမြတ်စွာဘုရားဆိုတဲ့ယရဏနဲ့တူတဲ့ယရဏလောကမှာမရှိပါဘူးလူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်နော်ကြောက်တံပရမ ्या တွေပဲဖြစ်ဖြစ်အဲ့ဒီယရဏတွေမြောင်များစွာရှိကဘာမှာရှိတဲ့ဒီယရဏတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားဒီဟူသောယရဏကိုမမှီပါဘူးလို့ဒီလိုဆုံးလို့တာအဲ့ဒါဟာ မှန်ကန်သောစကားတစ်ခုဖြစ်တယ်။နန္ဒောတမံအတ္တိတုသာကတိနဣဒံပိဗုဒ္ဓေရတနံလောကမှာရှိတဲ့ယရနာတွေအတွက်ပို့ပြီးတော့ထူးမြတ်တဲ့ယရနာနှစ်သက်စရာကောင်းတဲ့သီလသမာဓိပညာဆိုတဲ့ဒီထူးခြားတဲ့တန်ဖိုးရှိလာတဲ့တရားတွေမြတ်စွာဘုရားတဏ္ဍာမှာရှိတယ်တရားမှာရှိတယ်တန်ခါမှာရှိတယ်အဲ့ဒီမှန်သောစကားကိုဆိုရတော့ကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဟောတာမေတ္တာဆုပ်ပြီးတော့မေတ္တာပွားတဲ့နည်းပဲ အဲ့တော့နည်းနည်းမိုးတော့လေးရောက်တဲ့အခါကျတော့ကိုယ့်အတွက်တမကဘူးအများသတ္တဝါတွေအတွက်ပါသစ္စာဆိုပြီးတော့မေတ္တာပွားလာတာအလွန်ကောင်းတဲ့အလုပ်တစ်ခုပဲပေါ့နော်အဲ့တော့အလွန်ကောင်းတဲ့တစ်ခုကမှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရလာတာဒါနည်းနည်းပိုင်းမှာဒီလိုလုပ်ဖို့အတွက်ရှေးဆရာတော်ကြီးတွေကထိုးထိုးပါဠိတော်တွေကနေထုတ်လုပ်ပြီးတော့ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်ဟောဒါကြောင့်မလို့နေစင်တဲ့အပြ ကောင်းကျိုးချမ်းသာတွေကိုလိုချင်တယ်တဏိတာဖြတ်သန်းတဲ့အခါမှာနာနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရကြတယ်နေ့လယ်ပိုင်းမှာကောင်းကျိုးချမ်းသာတွေရကြတယ်ညနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရကြတယ်ဆိုရင်ဒီဟာကိုလိုက်နိုင်ချာဟောနောက်တစ်ခုစိတ်ရဲ့ဆန္ဒဆိုတာအင်တာမကြီးမာတယ်လူတွေကဟိုအမတ်တမဲ့နေလို့ ဆန္ဒဆိုတာကြီးမားတယ်ဆိုတာလူတွေကမသိဘူးကြီးလေတရားနာကျင်တဲ့ဆန္ဒရှိတော့ဒီထိရောက်ပါเนาะနာကျင်တဲ့ဆန္ဒမရှိဘူးဆိုရောက်ပါမလားရောက်ဘူးအဲ့ဒါဆန္ဒကပို့တယ်လို့ခေါ်တယ်เนาะဆန္ဒမရှိတဲ့သူကအိမ်မှာပဲနေမယ်လေဆန္ဒရှိတော့လူဟာဘလောက်ဝေးဝေးတရားပွဲဆိုရောက်လာဘာဖြစ်လို့ဆန္ဒရဲ့ဆွမ်းဆောင်မှုလို့ခေါ်တယ်အဲ့တော့ဆန္ဒရဲ့ကြီးမားမှုဟာ အစွမ်းဆောင်နိုင်မှုကဘလောက်ကြီးလဲဒီရာသာကြီးတာမဟုတ်ဘူးတခြားကိစ္စတွေလည်းပဲဆန္ဒဆိုတာကြီးပြီအဲ့ဒါကြောင့်မလို့ဆန္ဒကိုအဓိပတိပိစေယောလို့မြတ်စွာဘုရားကဆန္ဒအဓိပတိဆိုအဓိပတိတယ်မှာဟောထားတာရှိတယ်အနောက်ပြီးတော့သံဒိဋ္ဌိပတ်ဆန္ဒဟာစွမ်းဆောင်နိုင်တဲ့တကူရဲ့တကူပြီးစီးအောင်မြင်မှုရဲ့အကြောင်းတရားလို့ဒီလိုဟောထားတာရှိတယ်အဲ့ဒါကြောင့်မလို့ စိတ်ဆန္ဒဆိုတာအလွန်ကြီးမားတယ်ဒီတစ်ခုတည်းကြီးမားတာမဟုတ်ဘူးစိတ်ဆန္ဒရှိပြီဆိုလို့ရှိရင်ကိုလိုချင်တာတွေကဖြစ်လာတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဆန္ဒပြုတဲ့အနေနဲ့မလုပ်ရမယ်လို့ဆိုခါရလေးသမုတ်ကိုတစ်ခါပြထားတယ်ဘဝတုသဗ္ဗပင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓံလူပါဝေနသရာတုခိဘွန်တုတေကြည့်ဆန္ဒပြုတာ ကိုကိုကနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကထလိုက်ရင်ဆန္ဒပြုတ်လိုက်ဘယ်လိုဆန္ဒပြုတ်ဘဝတုတပ္ပမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခံကြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်တော်တဏ္ဍာမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလဲနော်သူများကိုနှိမ့်ဆက်ဖို့ပါရလားဒီထဲမှာအလွန်ကောင်းမြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်နော်မင်္ဂလာနဲ့ပြည့်စုံပါစေ ရခန္တုသဗ္ဗေဝတ္တနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုကစောင့်ပါစေလို့ဒီလိုပြောတာဟုတ်ကဲ့ဒါကိုပြောမယ်ဆိုရင်နတ်အာကိုတာလားလို့ဆိုမဟုတ်ဘူးနတ်အာကိုလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုဆောင်းလျှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောင်းလျှောက်တာတွေရှိလို့နတ်တွေကအမှန်တမဲ့မနေပဲနဲ့ဆောင်းလျှောက်ကြပါစေ နတ်ကသာဆောင်းလျှောက်တာလားဆိုတော့လူလူချင်းရောမဆောင်းလျှောက်ဘူးလားဆောင်းလျှောက်တယ်လေအိမ်သားမှလူတွေမှာတော့အိမ်ကိုကြည့်လိုက်စမ်းပါကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုတော့ဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲအကြောင်းကိစ္စရှိလို့ရှင်တရင်ပို့ပေးတယ်ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်ဆောင်းမေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲဩနတ်တွေကိုလည်းပဲ ကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထိုင်ရင်လက်တည်းရဲ့ဆောင်းရှောက်မှုရောမခံရဘူးလားဒါကလောကရဲ့တဘာဝပဲနော်ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုလာလုပ်ပြီမှာပဲအဲ့တော့လက်တည်းကလည်းကိုကမေတ္တာပို့တယ်အမြတ်ဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်အပေါ်မှာခင်မင်ကြတယ်ခင်မင်တော့ဆောင်းရှောက်ပါသေးဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေချိန်နေဆောင်းရှောက်ပေးလိုက်တော့ဒါမျိုးကိုဆိုလိုတာနော် ြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျန်းစစ်မင်းကျန်းစစ်သားအနောရထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးရပြေးတဲ့အခါမှာမြစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတဏ္ဍာလေတစည်းကနေပြီးတော့ဟိုဘက်ကန်းကိုပုတ်ပေးတယ်ဟာအဲ့ဒါကနတ်ကကူညီတာတဲ့ တကယ်နတ်ကတန်ခါလေးအောင်ဆောင်ပြီးတော့သူ့ကိုကယ်တင်သွားနောက်ဆုံးကြတော့နတ်ကမဟာဂီရိနတ်လို့ဆိုတယ်သူနဲ့ဆူတောင်းပဲ့အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကူညီတယ်လို့သူတို့ပြောတာအဲ့တော့လောကမှာလည်းတစ်ခါတစ်ခါကူညီမှုတွေရှိတယ်အဲ့တော့ကူညီတယ်ဆိုတာနတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီးဒီလိုကူတာမဟုတ်ဘူးအဲ့လိုဆိုရင်လည်းလူကကြောက်ပြီးပြေးမှလည်း နဲ့မြင်သူကမကြောက်ဘူးမထင်လဲကြောက်ပြီးပြေးပါပဲအဲ့ဒါကြောင့်မလို့နဲ့မြင်တဲ့အခါကျတော့လူတွေဟာကြောက်လန့်မှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ယောက်ပဲဆောင်ပြီးတော့ကူညီတာပေါ့ဒီလိုဆိုတာနော်ကိုကနေဘူးတဲ့မဲ့ရက်ပြီးတော့ကန်းဆောင်နေတယ်ဘတ်စကားကမလာနိုင်ဘူးသွားချင်နေတယ် ို့တော့အနန္တဖြတ်သွားတဲ့ကာရစီကလူကြုံလို့တင်သွားတယ်ဆိုတာတွေရောမကြုံတတ်ဘူးလားအေးနတ်ကမရဲဆိုတာတခါတည်းရန်အဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားရှင်တဲ့ကိစ္စတခုကိုလို့ရှင်တာလေးတခုဟာတခါတလေရှော့ရှော့ရှူယူနေကုကြီးပဲလူနဲ့တိတိဖြစ်စေမတိတိဖြစ်စေကိုကုကြီးသွားတဲ့လူတွေနဲ့ကြုံတတ်တယ်ကောအဲ့ဒါကြောင့်မလို့ရခန္တုသဗ္ဗတေဝတာ နတ်တွေကဆောင်းလျှောက်ပါစေ၊ကူညီပါစေ။တပ္ပဗုဒ္ဓလူပါဝေနသရဒုခိဖွန်တုတေ။ဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်။ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါကြောင့်မို့ဘုရားကိုအာယုံပြုတယ်။ဘုရားကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ်။အဲ့ဒီကုသိုလ်တရားတွေက လူတွေရဲ့တဏ္ဍမှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်။ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲ။ကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တဲ့ကုသိုလ်။အဲဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဘုရားကိုအာယုံပြုတဲ့အာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ် တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့ဆွမ်းအားကြောင့်ဆန်းရကြပါစေတဲ့လို့ဆိုတာအဲ့တော့အဲ့ဒီလိုဘုရားတရားတန်ခါမနဲ့မုန်းလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါရတနာသုံးပါးကိုအာယုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ဆန်းသဒုက္ခဆိုတာလည်းရလာနိုင်တယ်လို့ အကြောင်းတရားတွေကိုပြောပြမလို့ရင်တော့မရဘူးပေါ့နော်ကုသနာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရချင်းရဲ့အကြောင်းကိုတော့ရတာဒါကတော့သဘာဝပဲလေဒါကတော့သဘာဝမလို့လို့ကတော့ဘာမှမရဘူးဆိုတာသိချင်တာပေါ့အဲ့တော့လုံးထားချောင်းရနိုင်တဲ့အလုံးမျိုးကိုလုံးချာဟောနောက်တစ်ခုကျတော့ဘာလို့ဆိုရင်ဘုရားကိုယ်ကိုအာရုံပြုတဲ့သဘော မဟာကရုဏီကောနာထောဟိတယသဗ္ဗပါဏိနပုရိတဝါပါရမီသဗ္ဗပတ္တောတံဘောရိဗုဒ္ဓမဘုရားကိုအာယုံပြုလိုက်တယ်ဘုရားတတ္တဝါတွေဒုက္ခရောက်နေတာကိုအမတန်မှသနာတယ်ဒုက္ခရောက်နေတယ်ဆိုတာရှင်းတော့ဒုက္ခရောက်တယ်ဆိုတာလူတွေကထင်တယ်လူတိုင်းဒုက္ခမရောက်ဘူးလို့ထင်တာဟုတ်တယ်မရောက်တဲ့ဒုက္ခမရောက်ဘူး သို့တော့လူတိုင်းရောက်နေတဲ့ဒုက္ခကိုသိရလားလူတိုင်းဒုက္ခဘာရောက်နေလဲဆိုရင်တနေ့ပြီးတနေ့အိုးလာတဲ့ဆရာဒုက္ခနာတဲ့ဓာတိဒုက္ခတည်တဲ့မရဏဒုက္ခလူတိုင်းမရောက်ဘူးလားအဲ့ဒါကတဘဝလားဘဝပေါင်းမြောက်များစွာလားအဲ့ဒီဒုက္ခကဘာလူမျိုးဖြစ်ဖြစ်ဘာဘာသာဝင်ဖြစ်ဖြစ်နော်လူရလာတာနဲ့တပြိုင်တည်း ။အိုခြင်းဆင်းရဲ၊နာခြင်းဆင်းရဲ၊တေခြင်းဆင်းရဲလွတ်တက်လို့ရှိရမယ်။မှန်ပါဗျာ။အဲ့တော့လူတွေဟာအလုံးဒုက္ခရောက်နေကြတာ။အဲ့ဒါကသနာစရာအကောင်းဆုံးပဲပေါ့။ဒီပြင်ဒုက္ခဆိုတာရောက်ချင်မှရောက်တယ်လေ။သာဝဏေမပြေးလဲတာလူတိုင်းမဟုတ်ဘူး။စီးပွားရေးမပြေးလဲတာလည်းလူတိုင်းမဟုတ်ဘူး။လူတိုင်းဖြစ်နေတဲ့ဒုက္ခကပိုခြင်းဆင်းရဲ၊တာခြင်းဆင်းရဲ၊သိခြင်းဆင်းရဲပဲ။အဲ့ဒါကနေရှောင်လွဲလို့မရဘူး။ အဲ့ဒါတွေကိုမြင်ပြီးတော့မြတ်စွာဘုရားကဒီအိုခြင်းဆင်းရဲ၊နာခြင်းဆင်းရဲ၊သိခြင်းဆင်းရဲတွေကလွတ်တဲ့နိလန်းကို ရရှိဖို့ဆိုပြီးတော့အမတန်မှကရုဏာကြီးမားတဲ့မြတ်စွာဘုရားဟာပါရမီတွေကိုဖြစ်ကျင့်ပြီးတော့ထိုအိုခြင်းဆင်းရဲ၊နာခြင်းဆင်းရဲ၊သိခြင်းဆင်းရဲကလွတ်မြောက်ရလွတ်မြောက်ကြောင်းဖြစ်တဲ့တရားသူတရားမြတ်ကိုတည်အောင်ကြိုးစားခဲ့သူဘုရားဖြစ်သူရောက်သွားတယ်။အဲ့ဒါဟာမှန်ကန်သောစကားတစ်ခုပဲ။ လုံးဝလွယ်မှခြင်းမရှိဘူးအဲ့ဒီမှန်ကန်သောစကားကိုဆိုရခြင်းကြောင့်အာလုံးတ attva တွေချမ်းသာကြပါစေလို့ဒါလည်းသစ္စာဆိုပြီးတော့မေတ္တာပို့တဲ့သဘောပဲနော်ဟောနောက်တစ်ခုကပြောတော့ဆိုတော့လောကလူတွေကဘယ်ကိစ္စဖြစ်ဖြစ်အောင်မြင်ကြတယ်အောင်မြင်တယ်ဆိုတာအောင်မြင်ပြီဆိုလို့ရှိရင်အောင်တဲ့ပုဂ္ဂိုလ်ရဲ့ခုံကိုအာယုပြုတာဟာဒါမှန်ကန်တဲ့သဘောဝါကြတယ် ပဆံလိုခြင်းပဆံရှိတဲ့ပုဂ္ဂိုလ်စီသွားရမှာလားပဆံမရှိတဲ့ပုဂ္ဂိုလ်စီသွားရမှာလားပဆံရှိတဲ့ပုဂ္ဂိုလ်စီသွားမှပဆံရနိုင်မှာပေါ့နော်ပညာလိုခြင်းပညာရှိတဲ့ပုဂ္ဂိုလ်စီသွားရဒါသဘာဝပဲပေါ့အဲ့တော့အောင်မြင်ခြင်းအောင်ဝဲရတဲ့ပုဂ္ဂိုလ်စီပဲသွားတဲ့ပေါ့အဲ့ဒါကြောင့်မလို့ဒီကာထာလေးဆိုထားပုံကိုကြည့်ဟုတ်ဆေယံတော်ဗောဓိယပူလီ တတ္တနာနန္ဒီဝတ္တနောတတ္တနာနန္ဒီဝတ္တနောဆိုတာတိုင်ကဝင်မင်းသားတွေတဲ့မှာအလွန်နှစ်သက်မှုကိုတိုင်ကဝင်မင်းတွေရဲ့တိုင်ကဝင်လူမျိုးတွေရဲ့နှစ်သက်မှုကိုတိုးပွားစေတတ်တယ်နော်ရသော်ဘုရားသခင်ကိုရုံးမြတ်ဆယံတော်ဗောဓိယမူလေးဗောဓိပင်ရင်မှာမနတ်ရဲ့ရံကိုအောင်ခဲ့တယ် ဒါကြောင့်မင်းတွေရဲ့နှစ်သက်မြတ်နိုးမှုကိုကြီးပွားစေတတ်တဲ့တုတ်တက်စေတဲ့ဆရာလောင်းဟာဘောဓိပင်ရင်းမှာအောင်ပွဲကြီးရခဲ့တယ်ဆိုတာဒါဟုတ်တယ်မှန်တယ်နော်လောကအဆုံးရှိတဲ့အောင်ပွဲကြီးကိုရတယ်အေဝမေဝဇေယောဟောတုတဲ့အဲ့ဒီလိုအောင်မြင်မှုကျွန်ုပ်မှာဖြစ်ပါစေဒါနဲ့ wish ပဲဆန္ဒကိုပြောဆန္ဒရှိရင်တကယ်ဆန္ဒကြီးလို့ရှိရင်ဖြစ်လာတာပဲပေါ့နော်အေးအဲ့ဒါမျိုး ကုသဏ္ဍမှာဖြစ်ပါစေဧဝမေဝဇေယောဟောတုဇေယတုဇေယမင်္ဂလေအောင်မြင်မှုရအောင်မင်္ဂလာတွေမှာအောင်မြင်မှုကိုကျွန်ုပ်ရချင်ပါတယ်ရပါရစေပါတို့ဆိုတဲ့ဆန္ဒပြုတဲ့ကထာအဲ့တော့မနေ့အိယကထားပြီးတော့ဒီနေ့လုပ်ငန်းကဏ္ဍတွေလှုပ်ရှားရှိတယ်သွားရှားရှိတယ်လာရှားရှိတယ်ဘဝမှာအောင်မြင်မှုကိုရချင်တယ် ဒါကြောင့်မို့အောင်ပွဲရတဲ့ရသော်ဘုရားရဲ့ခုံကိုခိတ္တခဏလေးအာယုံပြုပြီးတော့ကျွန်ုပ်လည်းပဲအောင်ပရစေပါလို့ဆိုတာဒါအကြောင်းနဲ့အကျိုးမစီလျော်ဘူးလားစီလျော်တယ်ဘုရားကကို့မတာမဟုတ်ဘူးဒါကကို့ရဲ့ရင်ထဲနှလုံးထဲမှာဒီဆန္ဒတွေကြီးပွားလာအောင်လုပ်ထားပဲဖြစ်တယ်နော်အဲ့ဒါလို့မှန်မှန်ကန်ကန်သိဖို့လိုအပ်တာပေါ့ဟောနောက်ကြတော့ကြည့်အဲ့ဒါနဲ့ဆက်ပြီးတော့ ပြောပုံကအပ္ပရာဇိတပန်လင်ကေတိတိပုထုဝိပုဂ္ဂလိအဘိတေခေတဗ္ဗဗုဒ္ဓံအေခကတောပမောတတိဖျားအဆုစုဟာအပ္ပရာဇိတပလင်တဲ့ဘောဓိပင်အောက်ကအမတန်ထူးမြတ်တဲ့ကြီးလွားမှာအပ္ပရာဇိတပလင်တဲ့မှာနေပြီးတဲ့အခါကျတော့ဖျားရှင်အာလုံးနေရဲ့ဂုံတုဝိတေသတွေရရှိတော်မူခဲ့ကြတယ် ရရှိသည့်အတွက်ကြောင့်လောကမှာအမျက်ဆုံးဖြစ်လို့ဝမ်းသာကြည်နူးမှုကြုံရတယ်ကျွန်ုပ်လည်းပဲအဲ့ဒါလိုအကောင်းဆုံးအညွန့်ဆုံးအမျက်ဆုံးကိုရပြီးဝမ်းသာကြည်နူးရစေဒီလိုဆိုလို့ရနော်အေးအဲ့ဒါကြောင့်လို့ဒီဖျားကိုအာယုံပြုပြီးတော့ဝမ်းမြောက်ဖွယ်ဖြစ်တဲ့ရှင်နဲ့နှလုံးထဲမှာကြည်နူးဖွယ်ရာတွေကိုဒီလိုအာယုံပြုတာဟာဒါကရှေ့ပိုင်းက ထက်သွင်းပြီးတော့နည်းနည်းပိုင်းမှာဆင်ခြင်စဉ်းစားဖို့ဆင်ခြင်စဉ်းစားဖို့ပြောအဲ့တော့ကောင်းသောနာနဲ့ခင်ဖြစ်ဖို့ကောင်းသောနက္ခတ်နဲ့ကြုံဖို့ဆိုတာကနက္ခတ်ဆိုတာကောင်းငင်ကနက္ခတ်တွေကိုကြည့်ပြီးဗေဒင်ဆရာတွေကတော့တွေ့ကြလိုက်တယ်ပေါ့နော်ဒီကနေ့နက္ခတ်ကောင်းတယ်သို့မဟုတ်ရက်ကောင်းတယ်ရက်မကောင်းဘူးနဲ့ပြောကြတယ်လေ ဒီနေ့ကကြက်တရာကြီးဒီနေ့ကရဲရစားနဲ့ဆိုပြီးတော့ချက်ကောင်းတယ်မကောင်းဘူးရွေးချတယ်မဟုတ်လားခဏတည်းဗုဒ္ဓဘာသာတွေရွေးတော့ပဲရဲရွေးတာဟာတော့နော်အစွဲလမ်းဘလောက်ကြီးတယ်ဆိုတာကြည့်မြတ်စွာဘုရားကဟောထားတာရဲရွေးခိုင်းတာမဟုတ်ဘူးရဲမြွေးခိုင်းဘူးမြတ်စွာဘုရားကဘာဟောလဲလို့ဆိုရင်သူနဲ့ခတ်တံသူမင်္ဂလံတုပ္ပဘာတံသူဟုတ်ထိတ်တံသူခနောသူမို့တော်စာသူဣဋ္ဌံဗြဟ္မစာရိတု ဘယ်နေ့ပဲဖြစ်ဖြစ်ရရသာပဲဖြစ်ဖြစ်ကတ္တရာပဲဖြစ်ဖြစ်ဘယ်နေ့ပဲဖြစ်ဖြစ်ဘယ်နှက်ခတ်နဲ့ပဲရှင်းရှင်းနော်ကောင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းတဲ့နှက်ခတ်လို့မှတ်ပါဒါပြောနော်မကောင်းတာလုပ်ရင်မကောင်းတဲ့နှက်ခတ်မနဲ့အိယာထားပြီးဒေါသထွက်နေမဲ့ဆိုရင်အဲ့ဒါနှက်ခတ်ဆိုးနေပြီလို့သာမှတ်ပြပါနော်မနဲ့အိယာထပြီးတော့မေတ္တာပို့ပြီးတော့ဘုရားကိုအာရုံပြုစိတ်ကြည်နူးနေရင်ဒါကောင်းသောနှက်ခတ်တယ် ကောင်းသောလက်ခတ်ဖြစ်တယ်ဒီလိုဆိုလိုတာကောင်းငင်ကလက်ခတ်ဆိုတာကိုယ်နဲ့မဆိုင်ဘူးတဲ့950သတ္တမလည်းအတိလင်းဆိုထားတာရှိတယ်လက်ခတ်တံပฏิမာနံတံအထောပါလံဥပိစကာတချို့ကအေးဒီနေ့လက်ခတ်မကောင်းသေးဘူးဒီလလက်ခတ်မကောင်းသေးဘူးလက်ခတ်မကောင်းလို့ဘာမှမလုပ်နိုင်အောင်ဒီတိုင်းနေမလုံးနဲ့အောင်မလုံးနဲ့အောင်ဆိုင်းရင်ဆိုင်းရင်နဲ့ဒီပြင်လူတယောက်ကဥပြီးတော့ရသွားတယ်ကိုမလုံးလိုက်ရဘူး ဒီလိုဟာမျိုးတွေချုပ်တတ်တယ်ပေါ့နော်ကိုကနှက်ခမကောင်းသေးလို့ဆိုမလုပ်တယ်ဇန်တဲ့လူကနေပြီးတော့လှုပ်သွားဟောကိုမရလိုက်ဘူးအဲ့တော့ဖျားလောင်းနေကဗာပြောတယ်နှက်ခတံပฏิမာနင်တံအထောပါလံဥပိစ္ဆကနှက်ခကောင်းတဲ့အချိန်ကိုမျောလင့်နေတဲ့လူမိုက်ကိုတဲ့အကျိုးတရားတွေကအကျိုးတရားတွေလက်လွတ်ဆုံးရှုံးသွားစေတယ် အထောအထသနက္ခတံကောင်းကျိုးချမ်းသာကိုလိုချင်တဲ့ဟာအရာဖို့ရအရေးကြီးဆုံးပဲတဲ့အဲ့ဒါဟာကောင်းတဲ့နက္ခတ်ပဲကိုလိုချင်တာရတာကောင်းတဲ့နက္ခတ်ပဲကိန်းကရိတန်တိတာရကကောင်းငင်ပေါ်ကခြေရီကကို့ဘာတတ်နိုင်မှလဲဒီလိုဆိုထားတာနော်အဲ့ဒါကြောင့်မို့လို့ပုဗ္ဗန္နတုတ်ပါမြတ်စွာဘုရားဟောထားတဲ့အတိလင်းနတ်နဲ့ခင်းပါတဲ့အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်အပြစ်ကင်းတဲ့အပြောတွေပြောမယ်အပြစ်ကင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလိုတာကလက်နဲ့ခင်းမှာကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုတဲ့အကျင့်တရားတွေရှင်းပြန်ပြုတ်ကုန်အားထုတ်မယ်ဆိုရင်အဲ့ဒီလက်နဲ့ခင်းဟာကောင်းသောလက်နဲ့ခင်းမှာနေလက်ခင်းမှာကောင်းတာပြောတယ်ကောင်းတာတွေးတယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဆိုလို့ရှိရင်လေကောင်းတဲ့နေလက်ခင်းဖြစ်ပါတယ်ညနေခင်းမှာလည်းပဲအပြစ်ကင်းတဲ့ အတွေးတွေတွေးတဲ့အပြစ်ကင်းတဲ့စကားတွေပြောတဲ့အပြစ်ကင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းသောညနေခင်းဖြစ်ပါတယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဖို့ဟာဘယ်တော့ဖြစ်ဖြစ်လက်ခတ်ကအကောင်းမယ်တဲ့အဆိုးမရှိဘူးသို့တော့လူတွေကအကောင်းအဆိုးဆိုတာလက်ခတ်ကိုပဲသွားရှာတယ်ကိုယ်ရင်တည်းဟာဟာကိုတော့မေ့နေတယ်စဉ်းစားကြည့်ကိုယ့်အကောင် ကိုယ်တဏ္ဍမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမာမနာတွေအိတ်တာတွေကိုတော့အကောင်းထင်နေကြတာเนาะအစိုးကအဲ့ဒါအပင်ငယ်ချတာသူတို့ကချတာเนาะဘယ်သူကမှကိုယ်လံဆွဲမခေါ်ဆွဲခေါ်သွားတာကကိုယ်ရင်ထဲဖြစ်တဲ့လောဘဒေါသတွေဆွဲခေါ်သွားတာလေကဲကြည့်လောကမှာလူဆိုးဖြစ်တယ်ဒီဇာတုမှုကိုကျွလွန်နေဆိုတဲ့လူတွေဟာဘယ်သူကသူ့ကိုကျွလွန်ခိုင်းတာလဲသူ့စိတ်ကပဲကျွလွန်တာမဟုတ်လား သူ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တရားတွေကဒီအလုပ်တွေကိုလှုပ်စိတ်ခံရတော့ဘယ်သူခံရလဲသူပဲခံရတာပဲလေအဲ့ဒါကြောင့်မလို့ကိုယ်ရင်ထဲမှာဖြစ်တဲ့အရာတွေဟာကိုယ်စိတ်ထဲမှာဖြစ်တဲ့မကောင်းတဲ့သဘောထားတွေအမှန်တမ်းချောက်ဆံကောင်းတယ်အပင်ငယ်ဆိုတာပြင်မဲ့ကလာမချဘူးကိုယ်အချနော်ကိုယ်ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကအပင်ကိုချတာ ဘလလို့ပဲချတော့ဆိုခုစိတ်ထဲမှာဖြစ်ရင်ကိုပဲခံမှာလေဒီပြညာမကြည့်နဲ့ကိုယုတ်ခန္ဓာကိုကြီးမှာဖြစ်တဲ့ယောဂဝေဒနာဘယ်သူခံရတာတော့ဟုတ်တယ်လေဆေးရုံသွားစမ်းလိုက်လို့ HIV positive ဆိုရင်ဘယ်သူခံရမှာတော့စီပိုးဘီပိုး positive ဆိုလဲကိုပဲခံရမှာပဲဟုတ်တယ်မလားကိုထဲမှာဖြစ်တယ်အဲ့ဒါကြတော့လူတွေအကြောက်တယ်လေ အဲ့ဒါလူတွေကြောက်တယ်ပြီးတဲ့ကြောက်စရာကောင်းတာဘာလို့ဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာ mental process တွေမှာဖြစ်နေတဲ့ positive တွေကပိုကြောက်စရာကောင်းတယ်စိတ်ထဲမှာဖြစ်နေတဲ့လောဘစိတ်ထဲမှာဖြစ်တဲ့ဒေါသစိတ်ထဲမှာဖြစ်တဲ့မောဟအိတ်တာတွေမမနာတွေဒါတွေကပိုကြောက်စရာကောင်းတယ်ဒါတွေကသွားဆန်းလိုက်တဲ့ positive ဖြစ်နေဟုတ်ကဲ့အပင်ငယ်ချတာသူတို့ကချတာ အိုင်ဘီကလည်းပဲအပင်ငယ်ရဲ့မချဘူးစီပိုးဘီဘဝလည်းအပင်ငယ်ရဲ့မချဘူးရုပ်ခန္ဓာမှာဖြစ်တဲ့ယောဂဝေဒနာဆိုတော့ဒီဘဝတစ်ခါပဲသေးမှာဘယ်သူမှနှစ်ခါသေးတဲ့လူမရှိဘူးယောဂမရှိတဲ့လူရောမသေးဘူးလားသေးတာပေါ့သူကတော့အရင်သေးရင်သေးသွားတာတစ်ခါတည်းယောဂရှိတဲ့လူကတမြင်းမြင်းနဲ့မသေးတဲ့လူကရှိသေးတယ်နော်ယောဂရှိလဲတူတူပဲမရှိလဲတူတူပဲသေမှာတူတူပဲသေးတာဖြစ်ပဲတဘဝမှာတစ်ခါပဲသေးချတာပဲနော် အဲ့တော့တကယ်ကြောက်စရာကောင်းတာကရုပ်ခန္ဓာမှာဆွဲကတ်တဲ့ယောဂမဟုတ်ဘူးစိတ်မှာဆွဲတဲ့ယောဂကြောက်စရာကောင်းတာအဲ့တော့ကုသဏမှာလောဘတွေဒေါသတွေမောဟတွေဒါတွေကိုနည်းအောင်ဖြူးဆိုင်တယ်ဆိုလိုတယ်နော်အဲ့ဒါလို့ဆိုလိုတာအဲ့ဒါလို့လောဘဒေါသမောဟတွေနည်းအောင်ကြိုးစားတဲ့အချိန်ဟာသူ့နက္ခတ္တံကောင်းသောနက္ခတ္တဲ့ကိုသူ့မင်္ဂလာမင်္ဂလာအစီဆုံးအချိန်ပဲတဲ့အဲ့ဒီအချိန်နော် စိတ်ဆိုးနေတဲ့အချိန်ကမင်္ဂလာမရှိဆုံးအချိန်ပဲလို့ဒီလိုမှတ်ထား။စိတ်မဆိုးဘူးမေတ္တာဘာဝနာပွားနေတယ်တယောက်နဲ့တယောက်ပြင်းပြင်းများများရှိနေတယ်မိတ်ဆွေပဲပြတ်ဖို့ဆိုရင်ကောင်းမင်္ဂလာရှိတဲ့အချိန်တစ်ခုပဲလို့ဒီလိုမှတ်။တုပ္ပပါဒံဖရာတရားတန်ခါကိုအာယုံပြုပြီးတော့နိုးလာလို့ရှိရင်ကောင်းသောမိုးတောက်ခြင်းနဲ့ကောင်းသောနနဲ့ခင်ဖြစ်လာတယ်။သူ့ဝုန်ထိတ်တာအိယာကနိုးထလာတဲ့အခါနော် နှုတ်ခမ်းကြီးစူပြီးတော့နိုးထတာမဟုတ်ဘူးအများသတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့အတွေးလေးနဲ့နိုးထလာရင်ဒါအကောင်းဆုံးအိယာကထခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့နေစဉ်နဲ့မြကိုယ့်ဘဝမှာအကောင်းဆုံးမိုးတောက်ချိန်ဖြစ်ဖို့နဲ့အကောင်းဆုံးအိယာကထခြင်းဖြစ်အောင်အကျိုးစားသိမှုလားကျိုးစားရမှာဒါတွေကိုဖြစ်အောင်ကျိုးစားနော်အဲ့ဒါလို့ကျိုးစားဖို့ဆိုလိုတာ ဒါတွေကဘာလဲအရေးကြီးလို့ဆိုရိတ်တာသွားပြီးတရားဝင်ဖို့တဲ့အရေးကြီးတယ်နေ့စဉ်လုပ်နေတဲ့အလုပ်တွေကဟုတ်ကဲ့လား